ောကမှာအခုပြောမဲ့အရာလေးတစ်ခုဘယ်တော့မှမမိတ်နဲ့ဘယ်တော့မှလည်းမလုံမိစေနဲ့အဲ့ဒါကဘာလဲလို့မေးရင်သူတော်ဘာအပေါ်မှာမယုံမသားလှုပ်ထားရဲ့သူဟာသူတော်ဘာအပေါ်မှာမကောင်းကြံထားတဲ့လူဟာသူတော်ဘာအပေါ်အနိုင်ကျင့်စော်ကားထားတဲ့လူဟာဘယ်တော့မှလည်းကိုယ်လိုက်ပြဖို့မလုံနိုင်ဘူးနောက်တစ်ခုက ဘယ်တော့မှလည်းစိတ်ချမ်းသာမှုကိုရရှိမှာမဟုတ်ဘူး။ဒါကြောင့်ဘဝမှာအသက်ရှင်သမျှကာလပတ်လုံးသူတော်ဘာအပေါ်မှာအနိုင်ကျင့်စော်ကားတာမျိုးဘယ်တော့မှမလုပ်မိပါစေနဲ့။နောက်တစ်ခုကသူတော်ဘာနာမည်ပြက်ဒုက္ခရောက်ပြီးမှကိုယ်နာမည်ကြီးသွားမှကိုယ်အစဉ်ပြေသွားတာမျိုးကိုလည်းဘယ်တော့မှလုပ်ပြီးတော့မယူပါနဲ့။သူတော်ဘာမျက်ရည်ကြီးငယ်ကြပြီးမှ ကိုထမင်းတစ်လုံးစားရမယ်ဆိုရင်လည်းဘယ်တော့မှအဲ့လိုထမင်းလုံးမျိုးကိုမစားမိပါစေနဲ့။ဘာကြောင့်လဲလို့မေးရင်အဲ့ဓာတွေဟာအပူဇာတွေပဲဖြစ်တယ်။အဲ့ဒီလိုလူမျိုးတွေနဲ့ကိုကြုံတွေ့ခဲ့ရတယ်ဆိုရင်လည်းကိုဘက်ကကြည့်ရင်ဝကြွေးတစ်ခုကျိန်သွားတယ်လို့သဘောထားလိုက်။ကျိန်တာလည်းမတိုက်ပါနဲ့။ရံညိုးလည်းမဖွဲ့ပါနဲ့။လက်စားလည်းမချေပါနဲ့။ကိုဘက်ကကြည့်ရင်ကျွေးဟောင်းကျိန်သွားတာ သူ့ဘက်ကကြည့်ရင်တော့ကျွေးအစ်စ်ကိုထပ်ယူသွားတာဖြစ်လို့ဘယ်တော့မှသူ့ဘဝမှာလက်ပြမလုံနိုင်ဘူးစိတ်ချမ်းသာမှုကိုဘယ်တော့မှရမှာမဟုတ်ဘူးအဲ့ဒါကိုပဲတူသောအကျိုးပေးတယ်လို့ခေါ်တယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါဒေါသမကြီးနဲ့အတ္တမကြီးနဲ့လောဘလည်းမကြီးနဲ့စေတနာကိုဘယ်တော့မှမစော်ကားမိစေနဲ့ ဒေါသကြီးလွန်အားကြီးရင်ကိုယ်နီးနာကလူတွေထွက်ခွာသွားတတ်တယ်အနာမှာဘယ်သူမှမရှိဘဲနဲ့အထီးကျန်စံတတ်တယ်အတ္တမကြီးပါနဲ့အတ္တကြီးလွန်အားကြီးရင်ချစ်ပါတဲ့ခင်ပါတဲ့ဆိုတဲ့ချစ်တဲ့သူခင်တဲ့သူမိတ်ဆွေအပေါင်းအသင်းတွေတောင်မှသစိမ်းဖြစ်သွားတတ်တယ်ဒါကြောင့်အတ္တမကြီးပါနဲ့နောက်တစ်ခုကလောဘအယံမကြီးနဲ့ လောဘအရန်ကြီးလွန်းရင်ကိုကိုပေးကမ်းထောက်ပံ့လူတန်းကျင်တဲ့လူတွေတောင်မှစေရနာပြတ်သွားတတ်တယ်မပေးမကမ်းမလူခြင်းမတန်းခြင်းဖြစ်သွားတတ်တယ်မကူညီခြင်းဖြစ်သွားတတ်တယ်ဒါကြောင့်လောဘမကြီးပါနဲ့လောဘကြီးရင်အလိုကြီးရင်အရာနည်းပါတယ်နောက်တစ်ခုကတော့ကိုယ့်အပေါ်ကိုထမင်းတလုတ်ရေတမုတ်ကျွေးဘူးတဲ့လူ ိုအားညာအားစိတ်အားကုညီဘူးတဲ့လူထောက်ပံ့ဘူးတဲ့လူစေတနာနဲ့ပေးကမ်းစွန့်ကြဲဆုံးမဘူးတဲ့လူတွေကိုဘယ်တော့မှအဲ့ဒီစေတနာကိုနည်းနည်းလေးပဲဖြစ်ပါစေမစော်ကားမိစေနဲ့စေတနာကိုစော်ကားမိရင်ဘဝဟာဘလောက်ပဲအမြင့်မှရောက်နေပါစေအောက်ဆုံးထိပြုတ်ကျသွားတတ်တယ်ဒါကြောင့်ဒေါသတွေလျှော့ပါအတ္တတွေလျှော့ပါ လောဘတွေလျှော့ပါစေရနာမစွာကားမိပါစေနဲ့ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ